ရွေးကောက်ပွဲဆိုတာပြည်သူအတန်ကိုနားထောင်ပြည်သူကောင်းကျိုးဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်ကျွန်တော်ထပ်ပြောပါမယ်ရွေးကောက်ပွဲဆိုတာပြည်သူအတန်ကိုနားထောင်ပြီးပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကြီးကိုစတင်ကျင်းပသွားမှာဖြစ်ပါတယ်။ ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့သာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူအားလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွဖော်ဆောင်ကြပါကျွန်တော်ကမြန်မာနိုင်ငံသားတွေဖြစ်တယ်။မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေရပဲဖန်တီးပိုင်ခွင့်ရှိပါတယ်။မြမအရေးကိုရွေးကောက်ပွဲမေးပေးတဲ့ကျွန်တော်နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရပါမယ်။ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတ 25ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီဇန်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုစတင်ကျင်းပသွားမှာဖြစ်ပါတယ်။ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့သာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူအားလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွဖော်ဆောင်ကြပါစို့မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ်မှာကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေတော်လဲမိဖက်နိုင်ငံများရဲ့ ောက်ခံမှုများကတော့ကျွန်တော်တို့အခိုင်အမာရရှိပြီးဖြစ်ပါတယ်။2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပပါမှာဖြစ်ပါတယ်။ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့သာဖော်ဆောင်နိုင်မှာဖြစ်ပါရဲ့။ဒါကြောင့်ပြည်သူအားလုံးကရွေးကောက်ပွဲစီမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွဖော်ဆောင်ကြပါစို့။ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမုတ်ချ အောင်မြင်ရပါမယ်။2015ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်။ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့တာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူအလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲ့ပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွဖော်ဆောင်ကြပါစို့။ မြန်မာနိုင်ငံသားများ၏အနာဂတ်ကိုမြန်မာနိုင်ငံသားများကသာဖန်တီးပိုင်ခွင့်ရှိမြန်မာနိုင်ငံသားများ၏အနာဂတ်ကိုမြန်မာနိုင်ငံသားများကသာဖန်တီးပိုင်ခွင့်ရှိသည်ဟုအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းမှယနေ့နိုဝင်ဘာ10ရက်ကပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည် မြန်မာနိုင်ငံသည်တမိုင်းကြောင်းအရာဖြစ်စေနိုင်ငံရေးမှုအရာဖြစ်စေအချုပ်ချာအာဏာပိုင်ပြီးလွတ်လပ်သည့်နိုင်ငံတနိုင်ငံဖြစ်ကာယင်းအချုပ်ချာအာဏာသည်မြန်မာနိုင်ငံသားများထံမှဆင်းသက်လာခြင်းဖြစ်ပြီးမြန်မာနိုင်ငံတဝန်းလုံးတွင်တည်တည်ဟုပြောသည် မြန်မာနိုင်ငံ၏ပြည်တွင်းရေးမိမိနိုင်ငံမိမိတမိုင်းကြောင်းနှင့်အညီဆောင်ရွက်ရသည့်ရွေးကောက်ပွဲလုပ်ငန်းစုများမှာမြန်မာနိုင်ငံ၏ပြည်တွင်းရေးတသက်မြန်မာနိုင်ငံသားများအရေးတသက်သာဖြစ်၍တိုင်းတစ်ပါးနိုင်ငံများဩဇာအာဏာနှင့်မြည်သည့်ဝင်ရောက်ဆွဖက်မှုမှရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခီးလန့်ကိုပြပြစေရန်ပြောင်းလဲစေရန်ပြုလုပ်ရမရဟုပြောသည် မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကသာဖန်တီးပိုင်권ရှိပါတယ်မြမအရေးကိုရွေးကောက်ပွဲမဲပေးတဲ့နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရပါမယ်မြန်မာနိုင်ငံမှာတရားမျှတတဲ့အထွေထွေရွေးကောက်ပွဲကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကူဦးဆောင်ပြီးကျင်းပပေးသွားပါမယ်ဟုဗိုလ်ချုပ်စော်မင်းထွန်းကပြောသည်ထို့ပြင်ရွေးကောက်ပွဲနဲ့ပတ်သက်၍ မလိုလားသူများမှပြည်သူများအားထင်ရောက်ထင်မှားဖြစ်စေရန်အမျိုးမျိုးပြောဆိုနေခြင်းများတွေးထိုးလှုံ့ဆော်နေမှုများကိုတွေ့နေရတော့လဲယခုကျင်းပမည့်ရွေးကောက်ပွဲ၌မဲပေးပိုင်권ရှိသည့်နိုင်ငံသားတိုင်းမဲပေးကြရန်လဲဗိုလ်ချုပ်စော်မင်းထွန်းကအလေးနက်ထားတိုက်တွန်းပြောကြားခဲ့သည်မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့နိုင်ငံမှာမကြာမီကျင်းပတော့မဲ့ပါတီစုံဒီမိုကရေစီအထူးထူးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမိဘပြည်သူများကိုအတိပေး ပြောကြားလိုတာများကိုအတိပေးပြောကြားသွားမှာဖြစ်ပါတယ်။ပါတီစိုဒီမိုကရေစီထွေထွေရွေးကောက်ပွဲရဲ့ရွေးကောက်ပွဲအပိုင်းတစ်ကိုအခုလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပါတယ်။မိဘပြည်သူများလည်းအားလုံးသိရှိပြီးဖြစ်ပါတယ်။ဒီနေ့ဆိုရင်ပါတီစိုဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပဖို့ရပ်ပေါင်း48ရက်တာလိုတော့တာဖြစ်ပါတယ်။ရွေးကောက်ပွဲအပိုင်းတစ်ကိုလည်း2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာ ကျင်းပပေါ်မှာဖြစ်ပါတယ်ဒီလိုပဲရွေးကောက်ပွဲအပိုင်း၃ကိုလည်းရွေးကောက်ပွဲအပိုင်း၄ရဲ့နှစ်ပတ်ခြားကြမှာကျင်းပပေါ်မှာဖြစ်ပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတချို့မလိုလားသူတွေက မိဘပြည်သူတွေကိုထင်အောင်ထင်မှားဖြစ်အောင်အမျိုးမျိုးပြောဆိုနေကြတယ်တွေးတိုးလုံဆော်ပေးနေကြတယ်လေကျွန်တော်တို့တွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့မိဘပြည်သူတွေအသိအမြင်ရှင်းလင်းကြဖို့အတွက်ကျွန်တော်ပြောကြားတော့မှာဖြစ်ပါတယ် ကျွန်တော်နိုင်ငံမှာကိုထီကိုနိုင်နဲ့နေထိုင်ခဲ့ရပြီးအရင်စနစ်ကိုကျင့်သုံးခဲ့တဲ့အတွက်ရွေးကောက်ပွဲဆိုတာမရှိခဲ့ပါဘူး။ဒါပေမဲ့ကိုလိုနီခေတ်မှာတော့မြန်မာနိုင်ငံသားတွေရဲ့နိုင်ငံရေးအသိအမြင်တိုးတက်ပြောင်းလဲလာမှုနဲ့အတူလက်ချက်အင်္ဂလိပ်ဆိုရအောင်အုပ်ချုပ်ရေးစနစ်တွေကိုတိုးမြင့်ပြောင်းလဲပေးခဲ့ပါတယ်။1920ပြည့်နှစ်မှာ GCB အသင်းကြီးပေါ်ပေါက်လာပြီးကိုပိုင်အုပ်ချုပ်ခွင့် Home Rule ကိုတောင်းဆိုခဲ့ပါတယ်။ နေချင်းအင်္ဂလိပ်ဆိုတာကိုပိုင်အုတ်ချုပ်ခွင့်တိုးမြင့်ပပိုင်ဒိုင်ယာခီလို့ခေါ်တဲ့နှစ်ဦးနှစ်ဖွဲ့အုတ်ချုပ်တဲ့အုတ်ချုပ်ရေးစနစ်ကိုတိုးမြင့်ဖော်ဆောင်ပေးခဲ့ပါတယ်ဒိုင်ယာခီအုတ်ချုပ်ရေးစနစ်ကိုအကောင့်ထဲပေါ်တဲ့အခါဥပဒေပြုကောင်စီအတွက်ရွေးကောက်ပွဲကို1922ခုနှစ်နိုဝင်ဘာလ21ရက်နေ့မှာကျင်းပပေးခဲ့ပါတယ်ဒီရွေးကောက်ပွဲကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပထမဆုံးရွေးကောက်ပွဲဖြစ်တယ်လို့သမိုင်းမှတ်တမ်းတွေအရလေ့လာတွေ့ရှိရပါတယ် မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေကိုပြန်လည်လေ့လာကြည့်ရင်1922ခုနှစ်ကနေ1948ခုနှစ်ထွေရွေးကောက်ပွဲ6ကြိမ်ပါလီမန်ခေတ်1948ခုနှစ်ကနေ1962ခုနှစ်မှာရွေးကောက်ပွဲ3ကြိမ်မြန်မာဆိုရှယ်လစ်လမ်းစီပါတီခေတ်1962ကနေ1988မှာရွေးကောက်ပွဲ4ကြိမ်နိုင်ငံတော်ညီဝက်ပြည်ဝမှုတိဆောက်ရေးအဖွဲ့နိုင်ငံတော်အေးသားတိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီ1988 2010မှာရွေးကောက်ပွဲ3ကြိမ် ဒီမိုရီဇီခေ2010ကနေယနေ့အထိရွေးကောက်ပွဲ6ကြိမ်အဲ့ဒီမှာတော့ရွေးကောက်ပွဲကျွန်တော်တို့3ကြိမ်နဲ့ဂျာပြရွေးကောက်ပွဲ3ကြိမ်ကိုဖြစ်ပါတယ်ဒါရီယာကျွန်တော်နိုင်ငံသူနိုင်ငံသားတွေဟာရွေးကောက်ပွဲမဲရွေးချယ်မှု စနစ်နဲ့မစိမ့်မှုနှီးစက်တယ်ဆိုတာကိုပေါ်လွင်စေပါတယ်နိုင်ငံတော်အစိုးရတွေကရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပြီးခေတ်ဆက်ဆက်ကနိုင်ငံသားတွေကလည်းမိမိတို့ရဲ့အခွင့်အရေးကိုအမိအယသုံးချပြီး ဘယ်ပေရွေးချယ်မှုတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာပြည်သူလူထုလိုလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကပထမကြိမ်ရွေးကောက်ပွဲကို2010ပြည့်နှစ်နိုဝင်ဘာလ9ရက်နေ့မှာကျင်းပခဲ့ပြီး2011ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာပထမကြိမ်လွှတ်တော်အစည်းအဝေးကျွန်တော်တို့ကျင်းပနိုင်ခဲ့ပါတယ်ဒုတိယကြိမ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုတော့ 2015ခုနှစ်နိုဝင်ဘာလ8ရက်နေ့မှာကျင်းပခဲ့တယ်ဒုတိယကြိမ်လွတ်တော်အစည်းအဝေးကိုတော့2016ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါတယ်တတိယကြိမ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကို2020ပြည့်နှစ်နိုဝင်ဘာလ8ရက်နေ့မှာကျင်းပခဲ့တယ်အဲဒီရွေးကောက်ပွဲမှာငဲပသမာမှုတွေများစွာရှိခဲ့တယ်အဲဒီတော့ရွေးကောက်ပွဲကော်မရှင်ရဲ့တိုင်ဝင်ထုတ်ပြန်ချက်အရမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိပါတယ်မဲပသမာမှုဖြစ်နိုင်ကြောင်းတွေးရှိခဲ့တဲ့အရေးအတွက်ကတော့30ဒသမ လေးသန်းဖြစ်ပါတယ်တစ်ထောင်လည်းမဟုတ်တော့သပေါင်းလည်းမဟုတ်ပါဘူးတပိန်လည်းမဟုတ်ပါဘူးတပန်းလည်းမဟုတ်ပါဘူးဆယ်သန်းကျော်ဖြစ်ပါတယ်လေပေးပိုင်ခွင့်ရှိတဲ့လူဦးရေထက်လေးပုံတစ်ပုံလောက်ဖြစ်ပါတယ်ဒီမတမာမှုတွေအတွက်နိုင်ငံရေးပါတီတင်တဲ့တမတော်ဟာပထမဆင့်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကိုဥပဒေလုံထုံးလုံးနည်းနဲ့အညီဖြည့်ရှင်းဖို့ပြောခဲ့တယ်ဒါကိုညှင်းဆိုင်တဲ့အတွက်ဒုတိယဆင့်ပြည်အောင်စုလွတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့နှီးစနစ်တကျတောက်ဆိုခဲ့ပါတယ် ထပ်မံညှင်းဆန်ခဲ့ပါတယ်။တတိယအဆင့်ဆိုးရပြည်တော်စုလွတ်တော်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်တခုခုကနီလန်းရှာဖြည့်ဆင်းပေးဖို့ထပ်မံတောင်းဆိုခဲ့ကြတယ်လေညှင်းဆန်ခဲ့ပါတယ်။ဒီအဆင့်တွေအားလုံးပြီးတော့ကျွန်တော်တို့အမျိုးသားကာကွယ်နဲ့လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ပေးဖို့နှစ်ကြိမ်တိုင်တိုင်တောင်းဆိုရမှာလဲဖြည့်ရှင်းပေးမှုမရှိပါဘူး။ဒီဖြည့်ရှင်းမပေးဘဲတတိယကြိမ်လွတ်တော်ခေါ်ယူဖို့အစိုးရဖွဲ့ဖို့အတင်းအဓမ္မဆောင်ရွက်ခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့နီး2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတပ်မတော်ကနိုင်ငံတော်ရဲ့တာဝန်အရရကိုရယူခဲ့ရပါတယ်။ဒါတွေဘာကြောင့်ပြန်ပြောနေလဲဆိုတော့ဒီဖြစ်စဉ်တွေမှာဘသူတွေကဥပဒေနဲ့အညီတရားနီးလမ်းကြတောင်းဆိုခဲ့တယ်။ဘသူတွေကဥပဒေကိုလစ်လူရှုမျက်ွယ်ပြုတ်ခဲ့တယ်လို့ဆိုတာပမိုင်းကြေစီခြင်းလို့ပြန်ပြောပေးခြင်းဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေမှာကျွန်တော်ကတိုင်လက်သတ်မှတ်တော်သတင်းမှပြန်ကြားရေးအဖွဲ့အနေနဲ့သတင်းစာရှင်းလင်းပွဲတွေအချိန်ကြီးပြုလုပ်ခဲ့တယ်။နိုင်ငံတကာမီဒီယာရဲ့ရှေ့မှာပဲအထောက်အထားခိုင်လုံစွာနဲ့ပြောပြခဲ့တယ်။အထောက်အထားခိုင်လုံစွာနဲ့တက်တည်ပြခဲ့ပြီးဖြစ်ပါတယ်။မဲမတမာမှုဖြစ်ခဲ့တာကိုတရားနည်းလမ်းတကျဖြေရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအတ္တမနည်းနဲ့ရယူဖို့ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာပြည်သူလူထုတရလုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စီမံပေးပါတဲ့ပါတီစုံဒီမိုကရေစီနဲ့ရှောက်လန်းမှုကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ပြည်သူတွေလေလောတောင်းကြခဲ့တဲ့ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီနဲ့ကိုကျွန်တော်တို့ကဒီစနစ်ကြသွားပြန်လဲတိဆောက်ပေးနေခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ကျင့်သုံးတဲ့ဒီမိုကရေစီစနစ်အရမိမိကိုယ်သာဆောင်ရွက်မဲ့ လွတ်တော်ကိုယ်စားလှယ်တွေကိုပြည်သူလူထုကရွေးကောက်တင်မြောက်ပေးရတာဖြစ်ပါတယ်။အခုကျင်းပမဲ့ပါတီစိုးဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာမေးပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားတိုင်းကိုလည်းမေးပေးကြပါလို့အလေးအနက်ထားတိုက်တွန်းပြောကြားလိုပါတယ်။ဘာလို့ကြတော့ဒီလိုပြောကြားနေတာလဲဆိုတော့ရွေးကောက်ပွဲဆိုတာပြည်သူအတန်ကိုနားထောင်ပြည်သူကောင်းကျိုးဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်ထပ်ပြောပါမယ်ရွေးကောက်ပွဲဆိုတာပြည်သူအပံကိုနားထောင်ပြီးပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်ဒီရွေးကောက်ပွဲမှာပြည်သူလူထုအနေနဲ့ကိုယ်နဲ့အမြင်သူသူတွေကို ဖြစ်ချင်တဲ့ဆန္ဒကိုထပ်တူဒါမှမဟုတ်အနည်းဆက်ဆုံးဖြည့်ဆည်းပေးနိုင်တဲ့သူတွေနိုင်ငံတော်ရဲ့အကျိုးစီးပွားပြည်သူလူထုရဲ့အကျိုးစီးပွားကိုကိုစားပြုဖော်ဆောင်ပေးနိုင်တဲ့သူတွေကိုကိုယ်တိုင်ရှာဖွေ ရွေးချယ်ခွင့်ရရှိမှာဖြစ်ပါတယ်။ကိုရွေးချယ်ပေးလိုက်တဲ့ရွေးကောက်ခံကိုယ်စားလှယ်ကကို့အပေါ်ကို့ဒေသအပေါ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိဖို့စောင့်ကြည့်ထိန်းသိမ်းနိုင်မှာလည်းဖြစ်ပါတယ်။ရွေးကောက်ပွဲမှာမဲပေးသူများလေးလေးရွေးကောက်ခံကိုယ်စားလှယ်တဦးဟာပို့ပြီးတာဝန်ရှိလေလေဖြစ်ပါတယ်။ကိုဖြစ်ချင်တာကိုလိုအပ်တာကအစပြုပြီး ကိုပါဝင်ခြင်းကိုမျိုး ကိုရွာကိုဒေတာတိုးတက်ဖွံ့ဖြိုးရေးကောင်းကျိုးလိုရာဆန္ဒတွေဖြစ်တဲ့ဖြစ်တိုက်တဲ့ဆန္ဒတွေကိုကိုရွေးချယ်တဲ့ကိုယ်စလေရနဲ့တဆင့်အစိုးရစီကိုတောင်းဆိုနိုင်ွင့်ရရှိမှာဖြစ်ပါတယ်ဒီအခွင့်အရေးကိုမိဘပြည်သူအားလုံးကလက်လွတ်မခံကြဖို့ကြောကြားလိုပါတယ်ဒီနေရာမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံတကာအသိမှတ်ပြုမှုဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ပြောလိုပါတယ်2024ခုနှစ်ကကမ္ဘာတဝန်းမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲများမှာ တီစဲအစိုးရတွေပေါ်နိုင်ငံတကာကဝင်ရောက်ဆွတ်ဖက်မှုတွေပါဝင်တဲ့အတင်းအကျပြုလုပ်မှုဖြစ်စဉ်များကိုလည်းကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။နိုင်ငံတကာဒီမိုကရေစီနဲ့ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့ရဲ့ဝက်ဆိုက်မှာရွေးကောက်ပွဲဆိုင်ရာနှစ်စဉ်အစီအခံစာအရကမ္ဘာတဝန်းလုံးမှာပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲ84ခုမှာ22ခုသာတည်ငြိမ်ကြွာကျေးပနိုင်ငံကြောင်တွေ့ရပါတယ်။ကျန်တဲ့ရွေးကောက်ပွဲတွေမှာတော့သွေးမောက်တာတွေ၊ရက်လအငင်းပွားတာတွေ၊စာနာပြတာတွေ အကြမ်းဖက်မှုအချို့တောင်မှဖြစ်ပွားခဲ့ပါတယ်နိုင်ငံတကာရဲ့ဝေဖန်မှုဝင်ရောက်ဆုတ်ဖက်မှုတွေကိုလည်းတွေ့ရပါတယ်ရွေးကောက်ပွဲတစ်ခုကိုတမတမရှိစွာကျင်းပနိုင်စဉ်ဟာသက်ဆိုင်ရာနိုင်ငံများရဲ့နိုင်ငံရေးရေချိန်နဲ့သာသက်ဆိုင်ပြီးကမ္ဘာတဝန်းမှာတော့ရှိတဲ့ဒီမိုကရေစီရင့်တန်ပါတယ်ဆိုတဲ့နိုင်ငံများတောင်မှရွေးကောက်ပွဲဆိုင်ရာရလဒ်များနဲ့ပတ်သက်ပြီးဝေဖန်ခံမှုစိန်ခေါ်မှုများရင်ဆိုင်ခဲ့ရလေရှိပါတယ် ကျွန်တော်နိုင်ငံဟာပမိုင်းကြောင်းအရာဖြစ်စေနိုင်ငံရေးမှုအရာဖြစ်စေအချုပ်အခြာအာဏာပိုင်ပြီးလွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ကျွန်တော်နိုင်ငံရဲ့အချုပ်အခြာအာဏာဟာမြန်မာနိုင်ငံဘာသာစာမှဆင်းသက်ပြီးမြန်မာနိုင်ငံတဝန်းလုံးမှာတည်ပါတယ်။ပြီးတော့ကျွန်တော်နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒဟာလွတ်လပ်ရေးတွက်ကြပြီးဗမ်လိုက်တဲ့မူဝါဒကိုကျင့်သုံးနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာဘယ်တော့မှနောင်လဲဘယ်တော့မှသူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်မှာမဟုတ်ပါဘူး။ ဒီလိုပါပဲကျွန်တော်တို့နိုင်ငံရဲ့တည်ထွင်ရေးကိုယ်နိုင်ငံကိုယ်သမိုင်းကြောင်းနဲ့အညီဆောင်ရွက်ရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်တို့နိုင်ငံရဲ့ပြည်သူရေးတက်တဲ့ကျွန်တော်တို့နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးတက်တာဖြစ်ပါတယ်။တိုင်းတစ်ပါးနိုင်ငံများရဲ့ဩဇာအာဏာနဲ့မိသည့်ဝင်ရောက်ဆွတ်ဖက်မှုကိုမှကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခရီးလမ်းကိုပြတ်ပြားအောင်ဒါမှမဟုတ်ပြောင်းလဲအောင်လုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်။ ကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေဖြစ်တယ်မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေရပဲဖန်တီးပိုင်권ရှိပါတယ်မြန်မာရေးကိုရေးကောက်ပွဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအပိမတ်ပြုဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်မြန်မာနိုင်ငံမှာတရားမျှတတဲ့အထွေထွေရေးကောက်ပွဲကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီတည်ထောင်စုရေးကောက်ပွဲကော်မရှင်မှဥဆောင်ပြီးကျင်းပပေးသွားမှာဖြစ်ပါတယ် ယခုကျင်းပပြီးမဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း65ဦးတို့စုစုပေါင်းကိုယ်စားလှယ်လောင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ယခုကျင်းပတဲ့ရွေးကောက်ပွဲမှာတိုင်းသားများနဲ့လူထုလူသန်းသောအလားများကိုကိုစားပြုခဲ့တဲ့သူတွေလွတ်တော်ထဲမှာကြဲကြဲပြန့်ပြန့်ပါဝင်လာနိုင်ဖို့အတွက်ပြည်သူလွတ်တော်ကို FPTB စနစ်အမျိုးသားလွတ်တော်နဲ့တိုင်းဒေသကြီးပြည်နယ်လွတ်တော်ကိုရောနှောထားတဲ့ ကိုယ်စလေအချိုးကျစနစ် NBNB တို့ကိုအပေါင်းပြုပြီးကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ်မှာကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေတော့လဲမိဖက်နိုင်ငံများရဲ့ထောက်ခံမှုများကတော့ကျွန်တော်တို့အခိုင်အမာရရှိပြီးဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလည်းအားလုံးကအတိအမှတ်ပြုပြီးဖြစ်ပါတယ်ကိုယ်နိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လိပ်ပြလုံစာဆောင်ရွက်ထားတဲ့အတွက်မြန်မာနိုင်ငံရဲ့ မိတ်ဖက်နိုင်ငံများနိုင်ငံတကာအဖွဲ့အစည်းများအခြားနိုင်ငံများကိုပါကျွန်တော်ရဲ့ပွင်လင်းမြင်သာတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို လာရောက်ကြည့်ရှုလေ့လာဖို့ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ဒါအတူပဲပြည်တွင်းပြည်ပနိုင်ငံတကာမီဒီယာများကိုလည်းဖိတ်ခေါ်တာပြီးဖြစ်ပါတယ်။မျက်မှောက်မှုရမရှိသေးဖို့ခင်မီနေပညာသုံး MEVM စက်များကိုလည်းအသုံးပြုထားတာဖြစ်ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့လွတ်တော်ဟာဂုံသိက္ခာရှိတဲ့ လွတ်တော်တရားဖြစ်ကြောင်းကဘာကိုချပြနိုင်မှာဖြစ်ပါတယ်စစ်မှန်စီကားပြေးွားတဲ့ပါတီစိုးဒီမိုကရေစီစနစ်ခိုင်မာပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးတည်ဆောက်ရေးဆိုတဲ့နိုင်ငံရေးရည်မှန်းချက်အရွေးတကူဟာအစိုးရပြည်သူတမတော်သက်ဆိုင်ရာအဖွဲ့အစည်းများဂျိုင်းတူဝိုင်းပြီးတွန်းကြရင်ဖြင့်ပန်းတိုင်ကိုအမှန်မှန်နဲ့မြန်မြန်ရောက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဒီဇင်ဘာလနဲ့ နောက်နှစ်ဇန်နဝါရီလအတွင်းမှာကျင်းပမဲ့ပါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲကြီးအောင်အောင်မြင်မြင်ပြီးမြောက်စေဖို့အတွက်ပြည်သူတရားလုံးကပူပေါင်းပါဝင်ပြီးဆန္ဒမဲပေးကြပါစို့လို့ပြောကြားလိုပါတယ်2025ခုနှစ်ပါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲမုတ်ချအောင်မြင်ရပါမယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်